မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးတဘောဝဘေးစပေးကနေအမြဲဆုံးလွတ်မြောက်ပါစေလို့ကျမနန်ွယ်ကဦးစွာဆုတောင်းလိုက်ပါတယ်။အခုတင်ဆက်ပေးမှာကတော့အင်းအောင်ပြင်းငလျင်ကြောင်းစကိုင်းတောင်ရွကကြောင်းတိုက်တွေမှာတန်ဃာတော်ရဲ့အပါအဝင်130ဦးတေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းမှာ မြန်မာနိုင်ငံမှာနှစ်ပေါင်း186နှစ်အတွင်းအဆိုးအဆုံးဖြစ်ခဲ့တဲ့မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလျင်ကြောင်းစကိုင်းတောင်ရုတ်တလျှောက်ဘုံကြီးကျောင်းတွေနဲ့တိလရှင်ကျောင်းစုစုပေါင်း58ကျောင်းကျော်ပျက်စီးခဲ့ရပြီးတန်ဃာရီနဲ့တိလရှင်တွေအပါအဝင်စုစုပေါင်း180ဦးအသက်ဆုံးမခဲ့ရတယ်လို့တရကုနိုင်ငံတကာဗုဒ္ဓဘာသာအကယ်ဒမီကကောက်ယူထားတဲ့ဆင်းတွေအရသိရပါတယ်နလျင်ကျောင်းရွှေရင်တာတိုက်တဲ့ရန္နာသင်္ကေတပြဟိတတိလရှင်ကျောင်းသူတေတကကျောင်း ဇီနိုရီယာစာတင်တိုင်းတကြဒီတာတိလရှင်စာတင်တိုင်းလေးကျုံမြေအုပ်ကျောင်းချမ်းရည်တာဆန်ကျောင်းတိုက်ဝါကြီးအောင်သစ်ဇေယကျောင်း ဗဟုစီသင်္ကေရဏသီလရှင်ကြောင်းမဟာမြဝရီကြောင်းဓမ္မမြတ်တာစာတင်တိုင်းအင်ဂျင်ပင်ကြောင်းဗရာဏိကာကြောင်းတိုင်းမြမစ်စုပရဟိတသီလရှင်ကြောင်းရံအောင်မင်္ဂလာစေတီကြောင်းအနန္တဂௌရီကြောင်းတတ္တမသင်္ကေကြောင်းတိရိမင်္ဂလာကြောင်းစိန်မြင့်မိုကြောင်းချမ်းမြဒုက္ခကြောင်းကံသုံးစဉ်ကြောင်းဒေါရထိုးအုပ်ကြောင်းတရဏဝန္တိကြောင်းဇေယညွန့်ကြောင်းရွာလေးထက်ကြောင်းကျောင်းတော်ရကြောင်းဝိပဿနာမဟာကဏယုံရွှေစိတီအေသိတိမင်္ဂလာကြောင်းမကြီးကံ ်ကြောင်းရုပ်ခမိုးကြောင်းတန်တော်တရားကြောင်းဇေယပါရဂူကြောင်းခေမာရန်တီကြောင်းညနေတာအောင်မြေဇီနာလင်ကာရကြောင်းစေရနာကြောင်းနဝရမစရီကြောင်းတံပုံနာယာမကြောင်းတိုင်းယရနာပိမန်ရေတစ္ဆာကြောင်းတိုင်းမကင်ကြောင်းခိုင်ယရနာကြောင်းဂုဏဝရီကြောင်းယံကျင်းအောင်တိလရှင်ကြောင်းတိန်စာဂီရီ မင်းကောင်းမဟာကျောင်းအမေများရိတ်သားဂူနီရင်းနှံကျောင်းကျောင်းမြစ်တာအေးများကျောင်းသုတဇရာဒေလရှင်ကျောင်းတဘဝရွှေကူတာရှိလိတ်ဘောဓတရဏဒေလရှင်ကျောင်းအောင်းမြစ်တာဇင်တန်ကျောင်းဇေယဒုက္ခဒေလရှင်ကျောင်းဘောရီအောင်မေကျောင်းတိုက်တွေပြည့်စုံမှုတွေရှိခဲ့တယ်လို့သိရပါဗျ။ငလျင်ကျောင်းဒေဆုံမှုဟာသခိုင်းတောင်ရိုးတစ်ခုထဲမှာပင် ရဟန်း25ပါ၊ဒါမနီ29ပါ၊သီလရှင်အပါ90၊အမျိုးသား22ဦးနဲ့အမျိုးသမီး45ဦးထိရှိခဲ့ပါတယ်။မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်သေဆုံးသူဟာ3600ကျော်ရှိခဲ့ပြီလို့စစ်ကောင်စီကထုတ်ပြန်ထားပေမဲ့မြေပြင်မှာတိထက်ပိုများနိုင်တယ်လို့ကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေကခံမှန်းထားပါတယ်ရှင်။ကျမနွယ်နွယ်ပါ။